အားလုံးပဲမင်္ဂလာပါအပိုင်း၄အခန်းနှစ်အမုံအဖတ်မတင်စေတော့ဝေဘန်နီချားရွှတ်သည်တနည်းတနက်သူဤတမ်းမီစက်ယုံကိုဖြတ်ပြီးရှောက်သွားစဉ်ဆေးလိတ်တောင်းနေကြတော့သူဤအလုံးဓမ္မတစုကိုတွေ့ရလေသည်သူတို့ဤခေါင်းပေါ်တဲ့တဲ့တွင် ဆေးလိတ်မတော့ရဟု ရေးထားတော့ဆိုင်းဘုတ်တစ်ခုရှိ၏ချားရွှတ်သည်ထိုဆိုင်းဘုတ်ကိုလက်ညှိုးထိုးပြပြီးလျှင်ဟိကောင်တွင် မင်းတို့ဒီစာကိုမဖတ်တတ်ဘူးလားဟူသောလေတံဖြင့်ငောင်းငန်းချင်းပြုတ်သလားမလုပ်ပါချားရွှတ်သည်ဤကဲ့သို့ပြောဆိုမည်လူစားမျိုး မဟုတ်ပါ သူဒီဆေးလိတ်တောက်နေကြသောအလौဒမားများရှိရလို့တွားပြီးလျင်ဆေးလိတ်တလေးစီပေးပြီးကဲမင်းတို့ဟောဒီဆေးလိတ်တွေကိုအပြင်ဘက်မှာထွက်တောက်မယ်ဆိုရင်ဆရာသိတဲ့ဘောကြာမှာပဲဟုပြောလေသည် သူတို့အပြစ်တစ်ခုကျူးလွန်နေမှကိုသူတို့เสียသည့်တည်းဟုသူတို့လည်းကောင်းစွာနားလည်ကြလေပြီသူတို့ကိုအပြစ်နဲ့ဆက်လင်း၍ဘာမှမပြောဘဲဆေးလိမ်များကိုဝင်လက်ဆောင်ပေးပြီးလျင်သူတို့ကိုပင်သွေးကြည့်အောင်လှုပ်ပေးသည်ဖြင့်ချားရွှတ်၏လှုပ်ပုံကိုချီးမွမ်းကြ၏ထိုကဲ့သို့လူမျိုးတအုပ်ကိုသူတို့ဒီမချစ်ခင်ပဲမနေနိုင်တင်ကိုနေနိုင်ပါမည်လို့ဂျင်ဝနာမေကားတည်လေ ဤနည်းကိုအသုံးပြုခဲ့ဘူးလေဒီဖီလီဒယ်ဖီးယားရှိ သူဤတိုက်ဆိုင်ကြီးအတွင်းတွင်နေ့စဉ်နေ့တိုင်းပစ္စည်းတစ်ခုဝယ်ခြင်း၍မတ်တိုက်ရက်နေသည်ကို သူတွေ့ရ၏ဈေးရောင်းသမားများနှင့်ဤသူတဦးတောင်များထိုမင်းကလေးကိုအဖက်မလုကြချေထိုမင်းမနှင့်ခက်လန်းလန်းနေရာတစ်ခုတွင်သူတို့ဘာသာစု၍ရေလားမောလားနှင့်စကားပြောနေကြ၏ဝါနာမေကာသည် သူ၏လူသမားများအား မိတို့များမပြောပဲဝဲသူရှိရာသို့ဖြင်းညင်းစွာလျှောက်သွားပြီလျင်အလိုရှိသောအရာကိုသူကိုယ်တိုင်ယူ၍ရောင်းလိုက်ရောင်းပြီးမှ ထိုပစ္စည်းကို ထုတ်ရန်သူ၏အလုံသမားများကိုပေးပြီးလျင် အခြားနေရာသို့ထွက်သွားလေသည်1889ခုနှစ်မတ်လ၈ရက်နေ့တွင် စကားပြောကောင်းသူဟင်နရီဝက်ဗီချာသည်ဘဝတစ်ပါးသို့ပြောင်းသွား၏နောက်တနင်္ဂနွေနေ့တွင် ဒီချာကွယ်လွန်သွားတဲ့ဖြင့်လစ်လက်နေတော့တရားစင်ပေါ်တွင်တရားဟောရန် line win app ဘော့ကိုဖိတ်ကြားလေသည် အကောင်းကအကောင်းဆုံးဖြစ်နိုင်ရန်သူဂယုဆက်၏အမျိုးမျိုးပြင်ရေးလျက်ရှိထို့သူရေးပြီးနောက်ထိုတရားသာကိုသူမိမ့်မှအဖတ်ပြသည်ရေးပြီးဟောသောတရားစာများသည်ညံ့တတ်သည့်အတိုင်း line win ၏တရားစာများမှလည်းညံ့၍နေ၏အကယ်၍သာ သူ၏မိမသည်အမျော်အမြင်ဆင်ခြင်နေသူတူဖြစ်ခဲ့လေ။လိုင်းမင်းရှင့်တရားသာကြီးကလည်းဖြစ်နေလိုက်တာ။ဒါမျိုးနဲ့ဟောလို့ဘယ်နေရာကြမလဲ။တရားနာပိဋကတ်တွေအိတ်ချင်နေအောင်လို့မလုပ်ပါနဲ့ရှင်။ရှင့်ဟာကသပိတ်တန်အိတ်တန်သိပ်ပါတာပဲ။တရားဟောနေတာဒီလောက်ကြာမှပဲ။ဘယ်တရားမျိုးဟောရမယ်ဆိုတာသိဖို့ကောင်းပါပြီ။ဘာဖြစ်လို့ စကားလွယ်လွယ်တွေကိုရှာပြီးပြောချင်ရတာလေဒီလိုတရားမျိုးကိုဒါကြက်ကြဟောရှင်တော့နာမည်ပြက်နေလိမ့်မယ်အဆရှိတဲ့ဖြင့်သူ့ယောက်ျားကိုစူပွက်ပေးလိမ့်မည်ဒီလိုစကားမျိုးဒါပြောလိုက်ရင်ဘာဖြစ်မယ်ဆိုတာကိုသင်အသိသားပဲထိုเจ้าကိုသူ့မိန်းမလည်းကောင်းစွာသိထို့ကြောင့်သူ့တရားစာကိုနားထောင်ပြီးလင်းအင်း not american review အတွက် ဆောင်းပါးတစ်စောင်အနေနဲ့ပို့လိုက်ရရင်သိတ်ကောင်းမှာပဲဟူ၍သာပြောပြလိုက်လေသည်ထိုမိမ ాయి စကားကိုအတိပဲကောက်ရလင်ရှေးဦးစွာချီးမွမ်းပြီးမှထိုတရားသာဟောလျင်မတင့်လျော်ကြောင်းတွေ့ဝိုက်တည်နည်းဖြင့်ပြောပြကြောင်းတွေ့ရမည်ဖြစ်၏လိုင်းမန်အဘော့လည်းအတိပဲကိုကောင်းစွာတဘောပေါက်သွားသည်ဖြင့်ရည်ထားသောစာရွက်ကို ဆုပ်ပြစ်လိုက်ပြီးလျင်မိသည့်စာရွက်စာတန်းကိုများမကြည့်ပဲ အလွတ်ဟောလေသည်တစ်ဖက်သားကိုမျက်မုံမကြိုးစိတ်မဆိုးစီပဲစိတ်ပြောင်းလာအောင်လှုပ်လို့လျင်ဥပရိသအမှတ်နှစ်သည်တစ်ဖက်သားတို့၏အပြစ်များကိုတွေ့ဟွိုက်သောနီးဖြင့်သာသတိရအောင်လှုပ်ပါဟုတ်ကဲ့ပါနားဆင်ပြီးခဲ့ကြတဲ့တဝူးတယောက်ချင်းစီတိုင်းကိုဂျေစုအများကြီးတင်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါအပိုင်းလေးအခန်းသုံး သင်၏အပြစ်များကိုရှင်းဥစွာဖော်ပြပါနှစ်ပေါင်းအနည်းငယ်ခန့်ကကျွန်ုပ်၏တူမဂျိုးဇက်ဖင်သည် ကျွန်ုပ်၏အတွင်မှုအဖြစ်ဖြင့်နယူးယောက်မြို့တွင်ကျွန်ုပ်နှင့်အတူလာ၍နေလေသည်ထိုအခါကဆယ်တန်းအောင်ပြီးသည်မှာ၃နှစ်သာရှိသေး၍သူ၏အသက်မှာ၁၆နှစ်ဖြစ်၏သူ၏လုတ်တဲ့ဆိုရင်ဗလာနတ်ချီဖြစ်၏ယနေ့မှမူကားစုရတူမြောင်း၏အနောက်ဘက်တလွားတွင် အတော်တကအတော်ဆုံးအနှွေးမှုတူဖြစ်၍နေလေပြီသူ့ရအတွင်းကျွန်တော်နဲ့တူလာ၍နေစဉ်ကလုံးတက်မရှိသေးတော်လဲတတ်ချင်သောစိတ်ကြောင့်အသင်ရလွယ်ကူလေသည် တနေ့တစ်နေ့အလုတ်တစ်ခုကိုကျွန်ုပ်စိတ်တော်နဲ့မတွေ့သောကြောင့်ကျိန်းမောင်းမိမည်ရှိရာခဏနေဦးဒီကနေကြည်ခဏနေဦးမင်းဟာဂျိုးဇက်ဖင်သက်အသက်မှာလဲနှစ်ဆလောက်ကြီးတယ် လောက်သက်မှလဲအစာပေါင်းတစ်တောင်းလောက်ပိုးတယ်အဲ့ဒီတော့သူဟာမင်းလိုဘယ်မှာတော်နိုင်မှမလဲဟေ့ဒီနောက်ပြီးခဏနေဦးကမင်းဟာအသက်16နှစ်လောက်တုန်းကဘာဖြစ်ခဲ့တယ်လဲအဲ့ဒီတော့ကမင်းလုတ်ခဲ့တဲ့အမားတွေကိုမင်းပြန်သတိရသေးရလားဟိုအမားတွေလုတ်ခဲ့ဒီအမားတွေလုတ်ခဲ့တာတွေရောသတိရသေးရလားအစရှိတဲ့ဖြင့် ကျွန်ုပ်ကိုကျွန်ုပ်ပြန်၍ဆုံးမလျက်ရှိအသေးချာပြန်၍စစ်ဆေးကြည့်တော့အခါအမှန်စင်စစ်ပြောရလျင်ဂျိုးဆဖင်း is အလုတ်မီကိုင်မှာကျွန်ုပ်16နှစ်အရွယ်တုန်းကထက်တာပေသေးသည်ထို့ကြောင့်ဂျိုးဆဖင်းအမားတစ်ခုကိုပြင်ကျင်တော့အခါဒီမရေဟောရကလေးတော့မှားနေတယ်ဟိအေးကွာဒါရီဟာငါမှားတာတွေလောက်တော့မဆိုးသေးပါဘူး အမှားမှဆုံးဖြတ်နိုင်တဲ့ညာဆိုတာမွေးကလေးကခေါင်းမှာကပ်ပါလာလို့မှမဟုတ်ပဲလုံရင်ကန်ရင်မှဒီညာမျိုးကိုတဖြည်းဖြည်းရလာတာပဲဦးလေးလဲတူမလို့အရွယ်တုန်းကဓာတ်ထက်ဆိုးနေတာပဲကိုကိုတိုင်းအမှားမှအယွင်ယွင်ဖြစ်ခဲ့ဦးတာလို့ညာလွန်းလို့တူမကိုဖြစ်ဖြစ်ဘယ်သူ့ကိုဖြစ်ဖြစ်ခုများဖြင့်အပြစ်မပြောချင်တော့ပါဘူးကွယ်အေးကွယ် ဟောတာလေးကိုဒီလိုပြင်လိုက်ရင်ပိုပြီးမကောင်းပေဘူးလားအဆရှိတဲ့ပြင်ကျွန်ုပ်ဒီပြောပြရင်အကယ်၍နင့်ကိုအပြစ်ပြောချင်တော်လူတူသည်နင့်ကိုအပြစ်မပြောမီအပြစ်များကိုရှေးဥစွာဝန်ခံထားလျင်သင်၏အပြစ်များကိုပြောတော့အခါသင်အတွက်မဝင်ဆိုးလာတော့မည်မဟုတ်ပေ1909ခုနှစ်လောက်ကဂျာမန်မင်းသားကြီးဝင်ဘူးလို့သည်ဤနည်းကိုအသုံးပြရန်အရေးကြီးလို့ကြောင့်သိရှိခဲ့ဘူးလေသည် ်ထိုအခါကသူသည်ဂျာမနီပြည်၏နိုင်ငံဝန်ကြီးဖြစ်၍ထိုစဉ်အခါကဂျာမန်ဘုရင်သည် ကိုင်ဇာခေါ်ဒုတိယဝီလ်ဟမ်ဘုရင်ဖြစ်လေသည် ထိုဘုရင်သည် မာနအလွန်ကြီးလေသည်သူ့လက်ထက်တွင်ကဘာပေါ်မှအကြီးဆုံးရေတပ်နှင့်ဂုံးတပ်ကိုတီထောင်မည်ဟု၍လဲကျုံဝါခဲ့ဟု၏များမကြာမီအကြောင်းတူးတစ်ခုပေါ်လာလေသည်ထိုကိုင်ဇာဘုရင်သည် ယုံကြည်နိုင်လောက်ဆရာမရှိတော့စကားများကိုထုတ်ဖော်ပြောဆိုရာဥရောပတိုက်တိုက်လုံးသာမကတကဘာလုံးစူးပွက်လာလေသည်ထို့ထက်ဆိုခြင်းသည်ကအချားမဟုတ်အဆိုပါစကားများကိုသူ့တိုင်းပြည်တွင် မဟုတ်ပဲအင်္ဂလန်ပြည်တွင်ဧည့်တော်ဖြစ်နေတွားရောက်လေပတ်စင်ပြောကြားမိတော့ကြောင့်ပဲဖြစ်လေသည် ထို့မြမကသည် သူ့စကားများကို Daily Telegraph သတင်းစာတွေတွင် ပုံနှစ်ရံခွင့်ပေးသေး၏သူပြောစကားများမှကောက်နှုတ်၍အကျဉ်းချုပ်ပြောရလျင်အင်္ဂလိပ်တွေပေါ်တွင် စိတ်ကောင်းရှိသောတဦးလေတော့ဂျာမနီလူမျိုးမှာသူဝင်ဖြစ်ကြောင်းရေတပ်ကိုအကြီးကျယ်ဆောက်လုပ်လျက်ရှိခြင်းမှာလဲဂျပန်အရင်ကိုချိုးနှိမ်ရအတွက်ဖြစ်ကြောင်းရုရှားနဲ့ပြင်သစ်နှစ်ပြည်ပူးပေါင်း၍အင်္ဂလန်ကိုပျက်စီးအောင်ကြံစီခဲ့ရာ ူတူးတဲကတော့အင်္ဂလန်ကိုအဆိုပါဘေးဆိုးမှလွတ်ကင်းအောင်ကယ်ဆယ်ခဲ့ရကြောင်းအာဖရိကတောင်ပိုင်းတွင်ဘူဝါများနဲ့နိုင်အောင်စစ်စင်ပုံမှာသူ့စစ်စင်ပုံပင်ဖြစ်ကြောင်းအဆရှိတဲ့ပြန်ရောက်တဲ့ရာရာတွေကိုရှောက်ရပြောခဲ့လိမ့်ပြီနှစ်ပေါင်းတရာတွင်ထိုကဲ့သို့စကားမျိုးကိုစစ်မဖြစ်သည့်အချိန်အခါတွင်မြည်သည့်ဥရောပတိုက်ရှင်မြည်သည့်ရှင်ဘီယံကမှမပြောဘူးချေဥရောပတိုက်လုံးစူပွက်လျက်ရှိ၏ အင်္ဂလန်ပြည်ကလည်းအတော်စိတ်ဆိုး၏ဂျာမနီပြည်ရှိနိုင်ငံပြုဒုက္ခမိန်များလည်းအတော်အံ့အားသင့်လျက်ရှိကြ၏ထို့သို့ပလောထလာတဲ့ပြင်ကင်စားသည်လန့်လာသောကြောင့်သူ၏နိုင်ရင်ဝင်ဝင်ဘူးလို့အားသူ့အတွက်တစားခံရန်ပြော၏ဝင်ဘူးလို့ကိုယ်တိုင်ကကင်စားပြောရမယ့်စကားတို့သည်သူအပြောခိုင်းသောစကားများဖြစ်သောကြောင့်အားလုံးအတွက်သူတာဝန်ယူသည်ဟု ထုတ်ပြန်ကြေညာစေခြင်း၏ထို့အခါရှောက်ထားဝင်ပါသည်ဖရာဤကဲ့သို့စကားမျိုးအရှင်ဖရာပြောအောင်ဖရာကျွန်တော်မျိုးတိုက်တွန်းနိုင်လိမ့်မယ်လို့ဂျာမနီပြည်မှာရော အင်္ဂလန်ပြည်မှာရောဘယ်ပြည်ကမှယုံကြည်ချမယ်မဟုတ်ပါဘူးဖရာဟုတ်ဝန်ဘူးလို့သူရှောက်ထား၏ဤစကားကိုရှောက်ထားပြီးလျင်ပြီးချင်းမှားသွားပြီဟုနန်းယွန်းဝန်ဘူးလို့သိ၏ ကင်စားပြန်လဲဒေါရအမျက်ဟူးဟူးထွက်သည့်အလျောက်မင်းဟာငါ့ကိုမင်းတောင်မလုတဲ့အမှားတွေကိုလုတတ်တဲ့နွားမှတ်လို့လားဟုမင်းဘွန်ဘူးလို့လဲအပြစ်တင်အလင်းမစော်ပဲစိုက်ချင်းမွန်းတဲ့ကြောင်နောက်မှသိရဲ့ထို့ကြောင့်ပြောလဲပြောပြီးဖြစ်၍မတက်တာတော့ပဲဖြစ်တမျှအကြောင်းအကောင်းဆုံးဖြစ်အောင်တဖန်ဆက်ပြောပြလေသည်ယခုတစ်ချိန်မှာကအစွမ်းကုန်ချင်းမွန်း၏ ဤကဲ့သို့ဆက်၍ချီးမွမ်းသဖြင့်ချီးမွမ်းသောစကားတို့၏တမရာအတိုင်းအမခံဖြစ်သွား၏ကျွန်တော်မျိုးကဒီလိုမဆိုလိုပါဘူးဘုန်းတော်ကြီးလာတော့အရှင်ဖရာဟာ ကျွန်တော်မျိုးတဲ့အဆအဆအရာရာတာလှကြောင်းပါဖရာစਿੱတရေးသက်ဆိုင်ရာဘ ഹു တုတအဖျားဖျားမှတာမကပဲလောကရပညာအရာရာမှလည်းကျွန်တော်မျိုးတဲ့တာကြောင်းပါဖရာလောကရပညာရဲ့များကို ဘုံတော်ကြီးလာတော့ရေမြင့်ရှင်အရှင်ဖရာကိုယ်တိုင်ခင်းကျင်းပြတတ်နေသည့်အခါများတွင်ကျွန်တော်မျိုးကြီးဟာနားထောင်ရင်အံ့ဩလို့မဆုံးအောင်ရှိလာပါတော့သည်ဖရာကျွန်တော်မျိုးကြီးများဟာရှက်ရှက်နဲ့ရှောက်ထားဝင်ပါသည်ဖရာသို့ပေမဲ့အရှင်ဖရာရဲ့ကြီးတော်မျိုးကျွန်တော်မျိုးမှာအရှင်ဖရာရဲ့ဘုံရိပ်ကံရိပ်ကိုခိုးလုံပါရသောကြောင့်အရှင်ဖရာကြီးကျေးဇူးတစ္ဆာတော်ကိုစောင့်ထိန်နိုင်ရန် ်နိုင်ငံရေးပညာရများတို့တော့တက်ကြွလျက်ရှိကြောင်းပါဖေဟာကိုင်သာပင်၏မျက်နာတော်သည်မှုရသောသူ၏မျက်နာကဲ့သို့ဖြစ်လာ၏နိုင်ရင်ဝင်ပွင့်ဘူးလို့သည် သူ့ကိုယ်ကိုနှိတ်ချပြီးလင်သူ့ဘယင်ကိုမိုးထီအောင်မြှောက်လေသည်ဤစကားကိုကြားရသောအခါကိုင်သာပင်သည်ဝင်ဘူးလို့၏အပြစ်ဟုသည်၍ကိုချမ်းသာဝင်ပေးနိုင်လေတော့သည်အေးဒါကြောင့်ငါမပြောဘူးလားတို့နှစ်ယောက်ပေါင်း လောင်းကြော်လိမ့်မယ်လို့တို့နှစ်ယောက်ဘယ်တော့မှမခွဲဘူးกว่าဟု၍ဝမ်းသာအားရစွာပြန်ပြောလေသည်ထို့နောက်နန်းယဝင်ကိုကန်စားပြင်းသည်တစ်ချိန်မကအချိန်ပေါင်းများစွာလက်ဆွဲနှုတ်ဆက်၏၃-၄နာရီလောက်ကြာသွားတော့အခါဝမ်းသာလုံးဆိုးလွန်းသည်ဖြင့်ငါစီကိုလာပြီးဘွန်ဘူးလိုအကြောင်းမကောင်းပြောတဲ့အကောင်တွေအကုန်လုံးငါကိုတော်မြတ်ကိုတော်တိုင်နာယိုးကိုထိုးပစ်တော်မူမယ်ဟု၍ကြုံဝါလေသည် ။ဤနည်းဖြင့်ပွန်ဘူးလိုသည်ဘယင်ဤအမျက်တော်အရှခံရမိပေမှလွတ်ကင်းခဲ့ဘူးလေသည်။ကိုကိုကိုနှိတ်ချပြီးလျင်တစ်ဖက်သားကိုမြောက်တင်ထားသော စကားပွန်အနေငယ်တို့သည်ကင်စာကဲ့သို့မာနလည်းရှိ စိတ်ကလည်းနာကျင်လျက်ရှိသောရှင်ဘယင်တစ်ပါးကိုမိမိအားခင်မင်လောင်ပြုလုပ်နိုင်လျင်နေ့စဉ်နေ့တိုင်းတင်းနဲ့ချီကျူးခြင်းတို့သည်မြေကဲ့သို့သောအကျိုးများပြည့်စုံအောင်လုပ်နိုင်မည်ကို သင်ကိုယ်တိုင်တွေး၍သာကြည်ပါတော့ထိုနည်းကိုသုံးချတတ်လျင်ပေါင်းသင်းဆက်ဆံရာ၌အလွန်ထူးသောအကျိုးများကိုသင်သည်တွေ့ရှိရမည်ဖြစ်၏တစ်ဖက်သားကိုမျက်မုံမကြိုစိတ်မဆိုးစေပဲစိတ်ပြောင်းလာအောင်လုပ်လို့လျင်ဥပရိသအမှတ်သုံးသည်တစ်ဖက်သားကိုအပြစ်မပြောမီသင်၏အမှားများကိုဖော်ပြပါဟုတ်ကဲ့ပါနားဆင်ပေးကြတဲ့တဝူးတယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါအပိုင်းလေးအခန်းလေးဩဇာပေးခြင်းကိုမြည်သူမျှမခံခြင်းကျွန်ုပ်ဤများမကြာမီကအမေရိကန်အထုပ်ပတ်တီရေးဆရာများဤပါရဂူဖြစ်သော Mrs. Ida Tabe နှင့်အတူညစာထမင်းစားခဲ့ဤယခုစာအုပ်ကို ရေးနေသည့်အကြောင်းကျွန်ုပ်ကသူ့ကိုပြောပြရမှာ လူတို့နဲ့ပေါင်းတင်ဆက်ဆံရေးကြောင်းစတင်ဆွေးနွေးကြပါသည်ထို့သူဆွေးနွေးရာတွင်အိုဝန်ဒီယားဆိုသူ၏အထောက်ပတ်တီကိုရေးရန်အတွက်အိုဝန်ဒီယားနှင့်၃နှစ်တိုင်တိုင်တခန်းတည်းအလုံးလုံးဖူးလူတို့ထံအိုဝန်ဒီယား၏အကြောင်းကိုစုံစမ်းသောအခါအောက်ပါအတိုင်းမြည်သူတဦးတယောက်ကိုမြတ်ဓာတ်ရိုက်ဩဇာပေးခဲ့သည်ဟု၃နှစ်လုံးလုံးတခါဘူးမြတ်မကြားခဲ့ဘူးချေဟု၏ ထိုလ်လူကပြောပြ၏ရန်သည်ဩသာကိုဘယ်ခါမှမပေးအကြံဉာဏ်များကိုသာပေးလို့ရှိသည်ဥဒ္ဓါယုံဒါလှုပ်လိုက်ဟိုဟာလှုပ်လိုက်ဒါမလှုပ်နဲ့ဟိုဟာမလှုပ်နဲ့အစရှိတဲ့ပြန်မိသည့်အခါမှမပြောဒါကိုမင်းဟိုတိုင်းစဉ်းစားကြည့်လေဘယ်နဲ့လဲဟေ့ဒီလိုဆိုရင် ဖြစ်ပါမလားစတော့စကားမျိုးကိုသာပြောပြလေရှိ သူကိုယ်တိုင်စာတစောင်ကိုရေးပြီးတော့အခါ သူ့လက်ထောက်များကိုခေါ်၍ဒီဆောင်မင်းတို့ဘယ်နဲ့သဘောရတယ်လဲဟု၍မကြာခဏမေးလိမ့်ရှိသူ၏လက်ထောက်ရေးထားသောစာရံကိုဖတ်ပြီးသောအခါဒီအကြောင်းကိုဒီလိုပြင်ပြီးရေးလိုက်ရရင်ပိုပြီးကောင်းလာမလားဟု၍သာပြောလိမ့်ရှိသူဒီတစ်ဖက်သားကိုသူတို့ကိုယ်တိုင်အလုံးလုံးနိုင်ရန်အခွင့်ကောင်းများကိုအစဉ်ပေးခဲ့လေသည်သူ၏လက်ထောက်များကိုဘာလှုပ်လိုက်ညာလှုပ်လိုက်စရှိသည်ဖြင့် ဘယ်ခါမှမပြောသူတို့မှန်သည်ထင်တယ်လို့အလုတ်ကိုလှုပ်စေ၍သူတို့ကိုယ်တိုင် တွေ့ရတော့အမားများနီးမှန်လမ်းမှန်ကို ကိုယ်တိုင်သင်ယူစေလေသည်ဤနည်းမျိုးကိုသုံးတော့အခါတစ်ဖက်သားတည်းမိမိအမားကိုပြန်ရန်ဝင်လေတော့မည်မဟုတ်ပေဤနည်းမျိုးကိုသုံးတော့အခါတစ်ဖက်သား၏မာနကိုလည်းချိုးနိုင်ရာမရောက်သည့်အပြင်သူကိုယ်တိုင်ပင်သူအထင်ကြီးအောင်လုပ်ပေးရရောက်လေသည် ။အင်းကြီးကိုသုံးခြင်းဖြင့်တစ်ဖက်သားတည်တင့်ကိုဂလန်းကဆန်လုံးမြေစာ အကူအညီပေးညီဖြစ်၏။တစ်ဖက်သားကိုမျက်မုံမကြိုစိတ်မဆိုးစေပဲစိတ်ပြောင်းလာအောင်လုပ်လိုပါလျင်ဥပရိသအမှတ်လေးသည်ဓာတ်ရိုက်ဩဇာပေးမိအစားလိုရင်းကိစ္စကိုပြည်စည်းစေမိမိခွန်းများကို မေးပါ။ဟုတ်ကဲ့ပါ။နာစင်ပေးခဲ့ကြတဲ့တဝူးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။